တခုကိုသွားဖို့အတွက်ဆရာကိုညံနေကတမန်တော်မူစာတမန်တော်ဟာဝန်နဲ့ပတ်သက်ပြီးဆွေးနွေးတင်ပြပေးဖို့ဖိတ်ခေါ်ပါတယ်။အောင်းလိုင်းသောဘောရာဘုဒ္ဓရာယေဘောရာ။ဟဲ့ကျွန်တော်ကတော့ဒီနေ့မှာတော့တမန်တော်မူစာနဲ့တမန်တော်ဟာဝန်လိုက်ဆန်တို့ရဲ့လူအဖွဲ့အစည်းအကြောင်းအဓိကဆွေးနွေးတင်ပြမှာပေါ့ဗျာ။ဒီမှာတော့ဗနီအစွာရဲ့အကြောင်းတွေသူတို့ရှင်ပြုခံရတဲ့အကြောင်းတွေအိဆိုးတဲ့လူခေါ်တဲ့လူမြောက်တဲ့အကြောင်းတွေ တို့ရဲ့ရုပ်ကံလှူရှားတဲ့အကြောင်းတွေတို့ရဲ့အလားရဲ့ချင်းစုကိုကမ်းတဲ့အကြောင်းတွေတခြားကျွန်တော်တို့အထူးကလေ့လာတဲ့အကြောင်းအရာတွေပါဝင်ပါတော့ဒီတော့ဟိုအရှိရာဆရာတွေနဲ့ပြန်ချဲ့ရမယ်ဆိုရင်တမန်တော်ယာကုပ်လိုက်စလန်ပေါ့နော်သူ့ရဲ့ဘွဲကအစ္စရာယေဖြစ်တယ်ပေါ့နော်ဗနီအစ္စရာအေးဆိုသူ့ရဲ့မျိုးနွယ်ဖြစ်တယ်သူ့ရဲ့မျိုးနွယ်တွေရနေပြီးတော့ကျွန်တော်တို့တမန်တော်ယူဆုဖ်ရဲ့ဒီနောင်တွေရနေပြီးတော့တမန်တော်အင်မရန်လိုက်စလန်ရဲ့ တာတော်တွေကတမန်တော်မူဆာနဲ့တမန်တော်ဟာတို့ဖြစ်တယ်ပေါ့ဗျာအခုနဆရာပြောတဲ့ဟိုဇလန်းမှာဆိုရင်ဒီအီဂျစ်ပြည်ကနေပြီးတော့တမန်တော်ယုဆုကသူ့ရဲ့မျိုးနွယ်အားလုံးကိုအီဂျစ်ပြည်ကိုခေါ်လိုက်တော့ဒီဘနီအစ္စရာတွေကသူတို့မျိုးနွယ်ဆိုလာအီဂျစ်ပြည်ကိုရောက်တယ်အီဂျစ်ပြည်ကိုရောက်ပြီးစတဲ့အခြေချတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့အဲ့ဒီခေတ်အခါမှာကြည့်မယ်ဆိုရင်တမန်တော်ယုဆုလိုင်းစလန်မှာရှိတဲ့လက်ထက်မှာရှိတဲ့တကယ်ဘယင်ကတကယ်မင်းကောင်းမြတ် သူကတကယ်မှန်တန်တဲ့လူတွေအရေးချင်းရှိတဲ့လူတွေကိုနေရာပေးတယ်ဥပမာဆိုတမတော်ယူဆိုလိုမျိုးလုံရီကိုင်ရှိတဲ့လူတွေကိုနေရာပေးတယ်မြောက်စားတယ်အတိုင်းပြည်အတွက်ကြိုတင်ပြင်ဆင်တယ်လုံတင်လုံခိုက်တာတွေကိုလုပ်တယ်ပေါ့ဗျာဒါပေမဲ့ဒီခေတ်ကာလဆိုရင်အဲ့ဒီခေတ်က BC 1230နဲ့1215ဝန်းကျင်လောက်ရှိတယ်လို့ပညာရှင်တွေကပြောတယ်ပေါ့ဗျာဒါပေမဲ့ဒီဘယင်စနစ်ဆိုတဲ့အတိုင်းပဲဘယင်တဘာတက်လာတယ်နောက်တဘာဆင်းသွားတယ်နောက်တဘာပြန်ဆက်တဲ့အခါမှာတိုင်းပြည်မှာရှိတဲ့အခြေအနေတွေကပြောင်းလဲသွားတယ် ဟုတ်ပါဆိုရင်ပထမရှေ့ဘုရင်က तू ကမြောက်စားတဲ့လူကြီးဗျာ तू ကသဘောချလို့ချီးမြှင့်တဲ့လူကြီးကိုနောက်ထပ်ဘုရင်တက်လာတဲ့အခါအဲ့လူကြီးကိုဘုရင်ကဖေဘာပြီးချင်မှာပြီးတော့ तू သဘောချချင်မှာကြာ तू ဟိုစေရာလူကြတော့ဆက်သေးချင်ပြီးမယ် तू ဖြုတ်ချနေဖြုတ်ချအမျိုးဆုံးပြောင်းလိုက်တာပေါ့ဗျာအဲ့တော့ဒီလိုနှစ်နေရာအင်းမှာတမန်တော်မူဆာလက်ထောက်ကြောက်လာတဲ့အခါအခြေအနေတွေကတော်တော်ဆိုးလာဒီဖာရောဘုရင်မင်းသက်တရားလည်း 14ဇာ15ဇာတော့ပြောင်းလာတဲ့အခါမှာတော့လုံးဝဒီဖီလ်တောင်အုပ်စုတွေကတနည်းအစွာတွေကိုလုံးဝဖိနှိပ်ချုပ်ချယ်ပြီးတော့ခွဲခြားဆက်ဆံတဲ့အခြေအနေကိုရောက်လာတော့ကျွန်တော်မျိုးပေါ်လာဆိုတော့28အားနံပါတ်၄မှာနေအလာရှိမကဟိုကျွန်တော်တို့ကပြောလဲဆိုဖီလ်တောင်ကတဲ့တိုင်းပြည်မှာအလုံးပေါက်ပါပြီးတော့အုပ်စုအခြေချင်းပွဲပြောင်းအောင်လုပ်နေအုပ်စုတုပ်စုကိုတော့အားနဲ့အောင်လုပ်တယ်အားနဲ့ချိနေအောင်လုပ်တယ်ဖီလ်တောင်အုပ်စုတွေကိုဘယ်လိုအားနဲ့ချိနေအောင်လုပ်လဲဆိုကျွန်တော်ကြည့်မယ်ဆိုဒီအုပ်စုတွေမှာရှိတဲ့ တားရောက်ကြတဲ့ဒီမိုးလာရဲ့တင်လေးပို့တယ်အသက်သက်ဖြစ်တယ်မိန်းကလေးတွေကိုပဲအသက်ရှင်မှာပြည်ကျွန်တော်တို့စဉ်းစားကြည့်လို့ရဒီကျွန်တော်တို့မျိုးရည်စုတစ်ခုမှာတားရောက်ကြတဲ့ဒီအားလုံးအသက်ရှင်တန်ဝိမရှိအောင်လုပ်လို့ဆိုသူဒီမျိုးရည်စုရဲ့အနာဂတ်ကဘယ်လိုဖြစ်လာမှာလဲထောက်ဆယ်နှစ်ကြာနောက်ဆယ်နှစ်ကြာဘယ်လိုဖြစ်လာမှာဖီရောကဒီလိုလုပ်ပြီးလို့အဲ့တော့တမိုင်းမှာပြည်တယ်ဖီရောကဘာလို့အလုပ်လုပ်တာလဲဆိုပြီးတော့ international ရဆွေးနွေးတဲ့အခါမှာ ဘာလို့လဲဆိုဒီဖီရောင်းနေကိုရိုင်းရတယ်ဒီအီဂျစ်ပြည်နေသစ်ဆိုရယ်မူလဒေသကနေဟုတ်သူတို့မျိုးလွယ်ရတယ်တခြားတဏ္ဍာရီရောက်လာပြီးဒီအီဂျစ်မှာသူတို့ကဟိုအာနာရှိတယ်တခြားလူတွေကိုအုပ်ချုပ်တယ်ပြီးလို့အဲ့တော့ဒီလိုဗနီအစ္စရာအီလီကအခုကတပ်တော်ယူဆုရဲ့မျိုးနွယ်တွေကအင်အားတောင့်တင်လာတဲ့အခါမှာကြတော့သူတို့ကဒါကိုစိုးရင်ပါဟာတချိန်မှမတော်ပြန်ပြီးတော့တော်လန်ပုံကံပါလားငါတို့ရဲ့နေရာငါတို့ရဲ့ခုံကိုလူငယ်လူတွေလားဆိုပြီးတော့စိုးရင်သိရှိတယ် အဲ့ဒီစိုးရင်စင်းတဲ့ဒီဗနီကစွာလေးအပေါ်မှာအင်တန်မှဖိနေချုပ်ချောင်ပြီးချုပ်ချယ်တယ်ပေါ့ဗျာဖိနေမှုတွေလုပ်တယ်မတရားမှုတွေလုပ်တယ်အခြေအနေပေါ့သူကဘလို့အဲ့လိုမျိုးတားယောက်ျားလေးဝင်ရင်တက်ဖြစ်တာရဲ့လုပ်ပြီးဒီဒီဗနီကစွာလေးကိုလုံးဝလောက်လို့မရအောင်သူတို့လုပ်ငန်းဝင်တွေမှာပိတ်မိနေတာလို့သူတို့အဲ့လိုမျိုးအကြီးတွေဆောက်ဖိုင်တန်လို့ရမဇင်းလို့ခေါ်တဲ့မျိုးတွေဆောက်တယ်ကျွန်တော်တို့ EJ ရဲ့မိတူကလိုက်ရဆိုအင်တန်ခံရတယ် ဒီပဏိအစွာလီကိုသူ့ရဲ့အရေးအချင်းနဲ့သူ့ရဲ့အခြေအနေအားလုံးကိုဒီလိုစောက်လို့လို့ပေါ့ဒီမှာပိတ်မိနေအောင်လုပ်တဲ့အခြေအနေအဲအဲ့လိုအခြေအနေအတရားမှုတွေကြီးထွားတဲ့အခြေအနေတမနောဟာလို့လည်းတမနောမူစာလက္ခဏာဟွင့်ပေါ်လာလာရဲ့ကျေးဇူးတော်နဲ့ဒီတော့တမနောမူစာပွင့်တဲ့အချိန်မှာလည်းဒီဖီရောင်မှာရှိတဲ့သူ့ရဲ့မူမက်တွေအကြံပေးနေပေါ့နော်ဒီဖီရောင်မှာတိတ်နေသူ့ကိုဟိုဒီအနာမတရားရောက်ရတဲ့မင်းဆက်ဆိုတော့လေသူအခြေလို့ဆိုရင်ဟိုဒီလိုမျိုးသူ့ကို တော်လန်ပုတ်ကံမြင့်မူစာလေးတားရောက်တဲ့တိရောက်မွေးလာမယ်ဆိုတော့သူကမွေးကစားကလေးတွေအားလုံးကလိုက်တတ်တဲ့အချိန်မှာတမန်တော်မူစာလိုင်စင်ရဲ့ပြီးတော့အလားနေပြီးတော့ဒီပြည့်တဲ့မူစာလေးကိုပတ်သက်ထဲမှာထည့်ပြီးမျောလိုက်ဆိုပြီးအဲဒီနေရာမှာတုံးတဲ့အတုံးလုံးမှာဆိုရင်ကျွန်တော်တို့အလေးထားမှာအတုဝန်ဒီဘောအတုဝန်လာဟုတ်တူရပါခတဲ့မှာထည့်ပြီးမျောလိုက်တယ်အတုဝန်လေးငားရဲ့ရှင်သူငါအလားရဲ့ရှင်သူပြီးတော့ဒီကလေးမူစာလိုင်စင်လေးရဲ့ရှင်သူက ပြီးတော့ပကစီရီရနေကိုဆက်ယူပြီးတော့ထိမ့်ထိမ့်ဆောက်ရှောက်နေဆိုပြီးတော့အလားတူခရီးကိုကျွန်တော်တို့တွေ့ရတယ်။ဒါတော့ဒီဇလန်းနေပြတမန်တော်မူဆာနဲ့ကျွန်တော်တို့ဟာတော့အကြောင်းအရာဇလန်းနေရကျွန်တော်တို့မှန်မှန်ကျေပြန့်တယ်ကျွန်တော်တို့ကိုယ်တိုင်ကလည်းကြည်ကြည်ပြန့်ပြန့်ပါပြီးလေးလာလို့ကောင်းပါတော့။ဒါပေမဲ့ဒီလေးရနေကိုကျွန်တော်တို့ဟိုတင်နေပါဂျူလိုင်နဲ့ဒီသူတို့လူအဖွဲ့စည်းရတယ်ကျွန်တော်တို့ဘာတွေလေးလာနိုင်တယ်ဆိုတဲ့အချက်တွေကိုကျွန်တော်ညီနေဇလန်းလေးတို့တချို့နေရာမှာအချင်းချင်းချုပ်ပြီးတော့ဟိုလက်စင်လေးတို့ပဲဒီကတင်ပြပါဦးပြန် ီတော့ဒီဘယ်နည်းအစွာလေးနဲ့အဖြစ်နဲ့ခံရတဲ့အတိုင်းသာနှစ်ခါတော့တော်တော်ကြာရှည်ဒီကျွန်တော်တို့မူဆာပွက်တဲ့အချိန်ကဖီလိုမာတို့ရက်ဆက်ရုပ်ပါတဲ့အလုပ်တွေကိုလုပ်လာနောက်ဆုံးကျွန်တော်တို့မူဆာကအရွယ်ရောက်လာတယ်အဲ့ဒီအချိန်မှာဒါရှင်ပြန်ကတော့သူ့ကိုဉာဏ်ပညာလေးပြုတော်မြင်နေပြီးတော့ဒီတိုင်းပြည်မှာရှိတဲ့မတရားမှုတွေကိုကျွန်တော်တို့မူဆာကမြင်တဲ့အခါသူ့လူတစ်ယောက်နဲ့ခန့်ညာဖြစ်တယ်ဗျာနောက်ဆုံးအဲ့လူတစ်ယောက်ကသူဒေါ်လာလျောက်ထိုးမိလိုက်တဲ့အခါမှာသူမရရန်လို့ခေါ်တဲ့အချက်တွေတော့သူထွက်ပြေးသွားတယ်သူ့ကိုဒီအဲ့ခက်မှာအေဂျင့်မှာကြတော့ ်သူတယောက်ကတတ်မြင်သွားရင်အဲ့ဒီရဲ့ပြည့်တယ်အသေးတယ်ပဲတော့ဒါကတော့တမန်တော်ဘုရားတိတ်ဆောင်လို့မတရားလို့ခေါ်တယ်အရက်ဒေတာကိုရောက်တယ်ပေါ့ဗျာအဲတမိုင်းမှာဆိုရင်ဒီအဲ့မတရားမှာအဲ့အချိန်တွေမှာဘလို့ရှိလဲဆိုတမန်တော်ရှုပါဒိုင်စလန်ရဲ့ပိတားစုကိုရှိတယ်ပေါ့ဒီတော့တမန်တော်ဘုရားအင်တာမှာမတရားမှုသူကလပိုက်ကြည့်နေတာမတရားရောက်တဲ့အချိန်မှာသူဘာမြင်ဝင်းကိုတွေ့တယ်ဆိုအဲ့အချိန်မှာဒီရေဘေးတွေမှာရေဘေးတွေမှာပေါ့ဗျာပရိသတ်တွေလေးကိုရှင်းတယ်ဒါပေမဲ့အမျိုးသမီးမျိုးကကြတော့ ဒေးသားမှာရက်ပြီးစောင့်အဲ့တော့ तू ကမေးတယ်ဘာဖြစ်လို့လဲပေါ့ဟိုဒီအမျိုးသမီးရအမျိုးသမီးတွေကပြန်ပြီးတယ်ကျွန်တော်တို့ဖခင်ကအင်တမအိုမင်းနေပေါ့နော်ဒီမှာရှိတဲ့အမျိုးသားတွေအင်အားကြီးတဲ့လူတွေကသူတို့ရဲ့တိရစ္ဆာန်တွေအားလုံးပြီးအောင်တိုက်မယ်တိုက်တယ်သူတို့အားလုံးပြီးမှပါပဲကျွန်တော်တို့အလဲပေးတယ်မတရားပြုလို့အဲဒါဟောတမနမူစာသူ့ရဲ့စိတ်ဆံတော့မတရားမှုကိုဖြေရှင်းတယ်ဒီဒီလူတွေကိုပြောတယ်ပေါ့ဗျာကျွန်တော်အရက်စကားနဲ့ဒီလူတွေကိုဖယ်ပြီးတော့ဒီအမျိုးသမီးတွေရဲ့တိရစ္ဆာန်တွေကိုဖြေတိုက်ခိုင်းတယ် အဲ့လိုမျိုးမျိုးသမီးတွေကိုကိုကြည့်ပေးတဲ့အခါမှာလည်းကျွန်တော်တို့ဒီနေရာမှာလေးလာကြရလေးတွေတွေ့ရပေါ့ဗျာဒီအမျိုးသမီးတွေကသူ့ရဲ့ဖခင်ကိုပြန်သွားပြောတယ်ဒီအမျိုးသားတယောက်ကကျမတို့ကိုကိုကြည့်ပေးတယ်ပေါ့ဒီမှာဖခင်နဲ့တပီးနဲ့ကြားမှာရှိတဲ့ဆက်ဆံရေးပွင့်လင်းမြတ်သားမှုလည်းကျွန်တော်တို့လေ့လာတယ်သူကပြောတယ်ဒီလူကလူပေါင်းလူမှန်လူဖြောက်အင်အားလည်းရှိတယ် ကျမတို့လည်းဒီလိုတတိရှိရှိကုနေပေးတယ်ဆိုတော့သူကလည်းဆလန်လို့အများသတ်မှတ်တဲ့ဒီဖားနေရကြတော့အဲတမီးတွေကိုပြောတယ်အာဒါဆိုရင်ဒီလိုခေါ်လိုက်ပါဗျာမူဆာလိုက်ဆလန်ခေါ်လိုက်ပါခေါ်ပြီးတော့သူ့ကိုပြောလဲဆိုတော့မင်းကဟိုဒီလိုကုနေပေးတဲ့အတွက်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပါဗျာနောက်ပြီးသူ့ကိုပေါ့နော်သူ့တမီးတွေကအဲ့ချိန်မှာဖားနေကိုပြောတယ်ဆိုတော့ဒီလိုကရိုးသားဖြောင်းမှတ်တယ်ဆိုတော့သူ့ကိုတဲ့အဖေရှိမှာသူမင်းသားအနေနဲ့အလုံးသမားဖြစ်ထားပါဘူးဗျာတမီးတွေကလည်းသူတို့ရဲ့ idea ကိုပြောပြသူတို့ရဲ့အမြင်ကိုပြောပြ ီတော့ဖားနေရတယ်ဒါဟုတ်သဘောတူတယ်ဒီအရေးကြီးကြီးတဲ့သူကိုဘာပြောလဲဆိုတော့မင်းငါ့ရှိမှာ၈နှစ်အနည်းဆုံး layer fight လို့အလုပ်တွေကိုလုပ်ဒါမှမဟုတ်၁၀နှစ်လုပ်နိုင်တော့အကောင်းဆုံးပေါ့ဗျအဲ့လိုဆိုရင်လေငါရဲ့တပီးတယောက်နဲ့မင်းကိုထိမြလက်ထပ်ပေးမယ်ဆိုပြီးတော့ပြောတယ်အဲ့တော့ကျွန်တော်တို့ဒီအခြေအနေကိုကြည့်မယ်ဆိုရင်ထိမြလက်ထပ်တယ်ဆိုတဲ့နေရာမှာဖားခင်ရဒီကိုယ့်ရဲ့လူကြီးယုံကြည်ရတဲ့လူကြီးစိတ်တိုင်းစာရိတ္တအကောင်းတဲ့လူကြီး ဟိုအထင်ယူပြီးတော့ယုံကြည်မှုတည်ဆောက်တယ်ပြီးမှတားပြီးသမီးလိုလုပ်တယ်ဆိုတော့အလေးထိုက်တယ်ကျွန်တော်တို့တွေ့ရတယ်ပေါ့ဗျာတော့ဒီလိုနဲ့ဒီတနေ့ပါဘောဗျာဒီကာလတွေပုံမှန်တဲ့အခါမှာတော့တမန်တော်မူဆာကဒီတူတောင်ကနေပြီးမီးအလင်းရောက်ကိုမြင်ရတယ်ဒီတော့ဒီတူတောင်ကဗနီအစွာလီရဲ့ဇလန်းမှာအင်တာမအရေးပါတဲ့နေရာအသေးပတ်ခုဖြစ်တယ် ဘာလို့လဲဆိုသူတို့ရဲ့လွတ်မြောက်ရတာအကြောင်းကိုဖော်ပြမယ်တမန်တော်မူဆာကိုအလားပတ်တဲ့ဝဟီပြန်ပြီးတော့ပထမဆုံးပေးတယ်နောက်ပြီးတော့ဒီဖီရောရှီရနေပြီးတော့သူတို့ထွက်ပြေးလွတ်မြောက်ပြီးနောက်ဆုံးပြန်သွားမယ်လမ်းကြောင်းကလည်းဒီတောင်ရဲ့နယ်ပြီးတော့ဒါစမြက်ကပြန်ပြီးတော့ change change ဆိုတော့ဒီတောင်ရဲ့နယ်ကပြန်လာမယ်လမ်းကြောင်းဒီတော့ဒီနေရာမှာကျွန်တော်နေတဲ့လူအုပ်စုတွေစပြီးဖြစ်လာတယ်။တမန်တော်မူဆာကနန်းရီထဲကိုသွားတယ်၊ဖီလာကိုပြောတယ်ဆိုရင်အလားအပေါ်ဒီအလားတဘာရဲ့ရှိချောင်းမြင်းဒီလိုစိုးစွားတဲ့အလုပ်တွေကို မလုပ်နဲ့တော့ရက်လိုက်တော့အနီးအစ်မတွေကိုဟာနဲ့ထည့်ပေးလိုက်ဆိုပြီးပြောတဲ့အခါမှာလူအုပ်စုတွေကစကြည့်ကွဲပြားတယ်တစ်ဖက်မှာတမန်တော်မူဆာတမန်တော်ဟာရုန်လိုက်စတဲ့သူရဲ့နောက်လိုက်အုပ်စုတွေရှိတယ်တစ်ဖက်မှာကျတော့ဖီရောင်ရဲ့အပေါင်းပါတယ်သူရဲ့နောက်လိုက်အုပ်စုတွေရှိတယ်ဒါပေမဲ့ဒီအုပ်စုနှစ်ခုလုံးကနေပြီးတော့အလားရဲ့တသက်လက္ခဏာတွေကိုသိရတဲ့အခါမှာလက္ခဏာလိုက်တဲ့အုပ်စုရှိတယ်လို့အလားတသက်လက္ခဏာတွေဘယ်လောက်ပဲပြပြပြရင်းဆိုင်တဲ့အုပ်စုတွေရှိဒီအကြောင်းလေးကိုကျွန်တော်ဆက်ပြီးတင်ပြလိုက် ီတော့ဇလန်အတော်လေးကိုတကယ်ကြုံပြောလို့ဆိုဆူလာဖွန်အာဖတ်300ကိုမှာဆိုရင်ဖီရောင်နဲ့ဒီတမန်တော်မူဆာရဲ့နည်းပေါ့ဗျာနည်းတွေမှာဖီရောင်ရဲ့ပစ္စလက်ဆရာတွေနဲ့တမန်တော်မူဆာတွေကိုလိုက်တက်တဲ့လက်ခဏာတွေကိုချပြတယ်နောက်ဆိုမွေးအကြီးဖြစ်သွားပြီးတော့ဒီဖီရောင်ရဲ့တွေအားလုံးမျိုးလိုက်တယ်အဲ့ချိန်မှာဒီဖာဖီရောင်ရဲ့ပစ္စလက်ဆရာတွေကဘာပြောလဲဆိုတော့ကာလူကိုအာမနာဂျီရော့ဘလအာလမီရော့ဘလမူဆာဝဟာရူကျွန်တော်တို့လည်းဒီ ်စัจ java လာအပေါင်းကိုပြုစုပြုဆောင်တဲ့အရှင်မြတ်ကိုကျွန်တော်တို့လက်ခံပါအဲ့ဒီအရှင်ကဒီမူစာနဲ့ဟာရောရဲ့အရှင်ဖြစ်တဲ့အလားရှင်ကိုသူတို့ကြုံချင်ပါတယ်ဆိုပြီးတော့ပြောသူအလားတသက်လက္ခဏာတစ်ခုပဲသူလည်းသူရှိချင်းယုံကြည်ပါတယ်ဆိုပြီးပြောတယ်အဲ့ဒီမှာဖီရောင်ကဘာပြောလဲဆိုအဲ့ဒါလည်းမင်းတို့လေမူစာနဲ့ဟာရောနဲ့ပေါင်းလို့ကျူတင်ပွက်ချတာနော်အကြံအဖန်လောက်တော့ဗျာမင်းတို့ရဲ့ညာလက်ဖဲချေဟိုဖြတ်ပါတယ်မင်းတို့ဘွားလည်းဟန်ချက်ဖြတ်သွားတာငါလုတ်ပလိုက်မယ်ဆိုပြီးပြောတယ်ဟာ သူတို့ပြန်ပြောတဲ့စကားတွေအញ្ញမ်းကောင်းပြီစူပါဖုံးအားလည်းမတရားနဲ့ဆက်တာအတေကျွန်တော်တို့ရက်စကားတွေပြောမယ်ဆိုမြင့်တက်တေရမှာဧကမံဓာတို့ကအလားရှိမျက်စိဥလာပြန်သွားမယ်သူတွေဆိုပြီးပြောတယ်နောက်ပြီးတော့သူတို့ကဒိုဟာတစ်ခုတောင်းနောက်ထပ်အားရပေါ့126မှာဆိုရင် rapper ရပနာအဖိုအလိုက်နာဆော့ဘောနဘတ်ဘတ်ဖနာဟုတ်စတယ်။အိုလာရှိမြကျွန်တော်မျိုးတို့ဒီဖီလောင်နဲ့ပြုစုဖီလောင်လုပ်တဲ့အခြေအနေရတယ်ပြီးတော့ကြက်ကြက်ခံရက်တင်တဲ့အခြေအနေကိုပေးပါဦး။ ောက်ပြီးကျွန်တော်တို့တရားမယ်ဆိုတော့ဗျာမွတ်စလင်ဖြစ်နေတာတည်ခွင့်လာပေးပါဘယ်တော့သူတို့ရဲ့တသက်ရှိမှုဗျာဖီရောလို့အချင်းဖီရောအဲ့အချင်းမှာအရင်ဟောစာအားရှိကျွန်တော်ဆိုတာနောက်ထပ်183မှာဆိုရင်လည်းအဲ့ဒီအချင်းတွေလာရှင်းမလားဘယ်လိုပေါ်ပြရလဲဖီရောရဲ့ဟောစာအားကဘာမျိုးမှာအင်တာမကြီးကြီးကျယ်လွှမ်းမိုးနေတဲ့အချင်းတွေဗျာသူ့ကိုကြောက်ရလို့လို့အဲ့ဒီအချင်းတွေမှာအလားဘုံမယုံကြည်ပေးနဲ့ဟိုတိတ်တကူယုံကြည်ရလို့ရှိနေဆိုရင်ကြောက်ရလို့လူတချို့တာအလားရှင်ရဲ့ကိုလက်ခံလုပ်ကြည့် ဒါပေမဲ့ဒီလူတွေကတော့အင်ကန်မှာဟိုတတ်သိရှိရလူတွေဖြစ်တယ်။နောက်ပြီးတော့သူတို့နဲ့ပတ်သက်တဲ့သူကသူတို့တောင်းတဲ့သူကဆိုလဲကျွန်တော်တို့အင်ကန်မှာဟိုလေးလာတင်တဲ့သူအရင်းမှာပါလာလို့ဗျာ။ကျွန်တော်တင်တယ်တော့နောက်ရှေ့ဆက်သွားမယ်ဆိုရင်ဒါဒီလူအုပ်စုလူနော်။နောက်ကဒီဖနီအစ်ွာလေးရဲ့တော့ဗျာဒီဖီနော်လက်ခံနေပြီးတော့အမျိုးမျိုးဒုက္ခဆင်းရဲတွေချားနေပြီးဒါရှင်မက်ကလွတ်မြောက်လုပ်နေတဲ့အခါသူတို့ကပင်လယ်စီကိုတမန်တော်ဟာရုံတမန်တော်မူဆာနဲ့သူပင်လယ်ကိုဖြတ်ဖြတ်တဲ့အခါအလောက်ဘက်ကနေသူတို့ကလုံးဝမာကုနာရှင်ဒါရှင်မက်က သူတို့ဒီလိုလုံရောက်လာတဲ့အကြောင်းတစ်ခုတော့တိုင်တစ်ခုကိုမိုးပေးထားတယ်နောက်ပြီးမန်းနဲ့ဆလဝါလို့ခေါ်တယ်မန်းဆိုတာစားကြောက်တစ်ခုဆလဝါဆိုတာငုံငတ်တစ်မျိုးလို့သတ်မှတ်ကြရဗျအဲ့ခါကဟိုလိုက်ခံမှဆိုချက်မပြုတ်ပြသူတို့အလွယ်တကူဖမ်းပြီးတော့စားတော့လိုက်လို့ရတယ်စားတော့ဒီကရှမတ်ကပေးပြီးတော့ဘာပြောလဲဆိုတော့စူရာနံပါတ်20အနံပါတ်83ကိုယ်လို့မင်းတို့ရိပါတီမာဝဇတနာကွန်ဝလာတတော်ကောင်းဖီဟီ ဒီညမှာဒီကျွန်တော်မျိုးခေါ်တဲ့အတုံးလုံးတွေကျွန်တော်တို့မလေးစားထားဖို့လေ့လာဖို့တင့်တယ်ပေါ့ဗျာ။ तू ကဘာပြောလဲအလားရှိမြတ်ကတင်တို့ကိုချပြီးတဲ့တန်ရှင်းစင်ကြယ်တဲ့အစားတောက်တွေတင်တို့စားကြ။ဝါလာတက်ပေါ်ဖောင်းဖီဟီတော့ပါဆိုရယ်ဖီလောင်နဲ့ပတ်သက်တဲ့အတုံးလုံးကအဲ့လိုဖီလောင်မောင်မားကျူးကျော်ကျူးကျော်တယ်ဗျာ။ကျူးလွန်နေဖြတ်လို့ဖြတ်စေတော့တောင်းရဲ။အဲ့လိုမျိုးတင်တို့ဖီဟီအဲ့ဒီအစားတောက်နဲ့ပတ်သက်ပြီးတင်တို့ကျူးမကျူးကျော်ကြတယ်။တင်တို့ဖြတ်လို့ရတယ်မလုံးနဲ့။ အလားကျိုးတဲ့မြင်သတိဒါပေမဲ့ဖီရောင်ဖီရောင်လောက်ကနေလွတ်လာတယ်ဒီနေ့အစ္စရာအေရခါပြောလဲဆိုဆူလာပတ်ကအန်နံပါတ်67မှာတို့ကျွန်တော်တို့အားရကိုအလွယ်ပဲကျွန်တော်နားနေသူပြန်ရှင်းပြမှာဆိုတမန်တော်မူဆာကိုဟိုမလေးသက်ကျွန်တော်တို့နေတိုင်းဓာတ်တွေစားတယ်နေတိုင်းမစားနေရတယ်မန်းနဲ့ဆိုတော့နေတိုင်းစားတာကျွန်တော်တို့နီးမွေ့တာမနေနိုင်တော့ဓာတ်တွေမစားချင်ဘူးကျွန်တော်တို့မြေမှာပောက်တဲ့ညစ်ညစ်ရွက်တွေဂျုံတွေပဲတွေကျွတ်တော့တယ်အသီးလေးတွေစားချင် ဒီလူတွေကသမန္တဥစ္စာကုန်လိုက်တယ်အဲ့တော့ကျွန်တော်တို့ကဒီသမန္တတွေနဲ့သူ့ရဲ့မှာရှိတဲ့လူတွေအကြောင်းသိလာရင်ကျွန်တော်တို့ကအဲ့လူလူနေရာဝင်ပြီးတော့ဟိုကခံစားကြည့်တဲ့ပုဂ္ဂိုလ်ကျွန်တော်တို့အိမ်မှာစက်သားရင်ချက်စက်သားရင်တရချက်နဲ့ရချက်ကျွန်တော်တို့သူကမင်းပွေလာကွန်မန်တာအာမဖြစ်တော့ဘူးစက်သားပဲချက်နေပဲစားကြတော့ဗျာကျွန်တော်အခုမှစားမှဖြစ်တော့မယ်အခုစားမှရပါရပါရပါဒါနဲ့ကျွန်တော်အသက်မရှင်နိုင်တော့မနေနိုင်တော့လူရဲ့အရှင်အဲ့လိုရှိဒါပေမဲ့ တခုအလေးနဲ့ထားပါအလားရှိနေတဲ့လက်လက်တွေလောကနိယာမှာကျွန်တော်တို့ကတခုလိုချင်တခုစွန့်လို့ရတချို့အခြေအနေမှာကျွန်တော်တို့ကငါဘယ်ရလာတယ်ဆိုတာသိဖို့ဒီဘယ်နည်းအစွာတွေကိုကြည့်မယ်ဆိုရင်တို့ကဖီရောင်လက်ထက်ပြဖီရောင်လက်ထက်မှာတို့စားချင်နေစားလို့ရဒါပေမဲ့ဘူးဘဝမှာအရေးကြီးတဲ့အချက်နှစ်ချက်ဆိုတာရှိတယ်နံပါတ်၁ကလွတ်လပ်မှုနောက်တစ်ချက်ကပုံသိက္ခာတို့ချုံတွေပဲတွေစက်တုံတွေမြေမှာပေါက်နေတဲ့အခြေတွေစိုက်တာစားလို့ရတယ် သူတို့ကလွတ်လပ်မှုမရှိဖင်တော်သူကြီးရဲ့သူတို့ကဖိနေချုပ်ချယ်တာတွေအနေနဲ့တော့ငွေချင်းနဲ့ဒီလိုစောက်လို့လို့မန်းပြေတော့မှကျန်းတတ်တဲ့လူတွေလို့သူတို့ကဂုံတိတ်ကဆိုတာလည်းမရှိသူတို့ဝေးလာတဲ့တားတွေကိုသူတို့ဆီကနေလူယူပြီးတော့တတ်ဖြစ်ဘယ်တော့ဆိုးရတဲ့အခြေအနေလဲဗျာဒါပေမဲ့ဒီလူတွေကအလားကျင်းသူတို့ဘယ်တော့မသိတတ်တာဒီလိုလွတ်မြောက်လာတဲ့အခြေအနေမှာပြန်ပြီးတော့တောင်းဆိုသူတို့ကြုံဘွားမှာစားခဲ့ရတဲ့အစားအသောက်တွေကိုမန်းပေါ်ဒါတွေစားကြတယ် ဒါကျွန်တော်တို့အလားရဲ့ကျေးဇူးတော်လေးတည်တတ်ရလို့ဆိုရင်အချက်တရားကိုကျွန်တော်တို့လေ့လာသိယူနိုင်တယ်။နောက်ပြီးတော့ဒီလိုနဲ့ကျေးဇူးမတည်တတ်တာဒါနဲ့မပြီးပါဘူး။နောက်ပြီးတော့သူတို့တမန်တော်မူဆာမရှိတဲ့အချိန်ခဏလေးမှာငွားပုတ်ပယ်မှုပြုလုပ်တယ်။အဲဒါဒီငွားပုတ်ပယ်မှုပြုလုပ်တဲ့နေရာမှာကျွန်တော်တို့စာမေရဲ့အခန်းကဏ္ဍကိုလည်းကျွန်တော်တို့လေ့လာသင့်တယ်ပေါ့ဗျာ။နောက်ပြီးတော့ကျွန်တော်တို့တမန်တော်ဟာရုံရဲ့အခန်းကဏ္ဍကိုလည်းလေ့လာသင့်တယ်။ဒီတမန်တော်ဟာရုံရဲ့အခန်းကဏ္ဍမှာကျွန်တော်အဓိကပြောချင်တာကောင်းဆောင်ကောင်းနေဆိုတာဒါလေး နောက်လိုက်ကောင်းနေဆိုတာပါလဲဆိုတော့ကျွန်တော်တို့အင်တာနက်မှာဒီနေရာမှာပုတ်ပတ်ပြီးညောင်းမြင်နိုင်တယ်ပေါ့ဒီတော့ဒီလူတွေကတမန်တော်မူဆာတာမောရက်၄၀တတ်သွားတဲ့အချိန်မှာပြန်လာတဲ့အချိန်မှာတော့အချိန်တွေကဆုတ်ဆတ်ခတ်တယ်ဟာနွားရုပ်ခုလောက်ပြီးတော့သူတို့ကိုးပွင့်နေတယ်ပွဲလုံးတယ်ပေါ့ဗျအဲ့တော့တမန်တော်မူဆာကပြန်လာတဲ့အခါမှာဘာပြောလဲဆိုတော့အရင်ဆုံးဒီလူတွေကဘာလို့အလိုလုပ်တာလဲဆိုပြီးမေးတယ်နောက်ပြီးတော့တမန်တော်ဟာရုံကိုမေးတယ်မင်းဘာလို့ဒီလူတွေကဒီ ထောင်ခွင့်ပြုရတယ်ဆိုတော့တမန်တော်မူဆာတမန်တော်ဟာရုံရဲ့ဘုတ်စစ်ကိုဆွဲအရင်သူ့အဲ့အချိန်မှာကိုရာမှာတုံးနေတုံးနေဆိုသူအရင်ဒေါရထွက်တယ်တစ်ချိန်တည်းမှာလည်း one and one နဲ့ဒီလိုဖြစ်ရအောင်လာပါဗျာပြန်စဲလာကြည့်အင်တန်မှကိုဒေါရထွက်စေရကောင်းတယ်ပေါ့ဗျာဒီလိုဖီလောင်လက်ထက်ရတယ်ကိုခက်ခက်ကြဲကြဲလာပြီးလုံးတဲ့လုံးရက်တွေကိုကြည့်ပါအဲ့တော့တမန်တော်ဟာရုံကဘာပြောလဲဆိုရပါနာအမအိုးငါပြီးခင်တာတခြားလူတွေဝမ်းတော့မလုပ်ပါဘူး ခြားလူတွေမသားမလုပ်ပါဘူးဆိုပြီးတော့ပြောတဲ့အတုံးတော့ဆိုရင်ဒီမှာကျွန်တော်တို့တမန်တော်ဟာရုံကတမန်တော်မူဆာလိုင်ဆန်ဟာသူ့နမ်းမြို့သွားတဲ့အချိန်မှာအလရှိမသူကကောင်းတယ်သူ့ကိုဒီနမ်းမြို့အတုံးတော့နေစကားတွေဝါရတဲ့အချိန်ကျွေဝါရတဲ့တမန်တော်ဟာရုံနဲ့တွေ့ဖက်ပြီးပါတော့တမန်တော်ဟာရုံရဲ့ဝါရချက်ပွားမှုနဲ့သူဒီမှာကျွန်တော်တို့ဒီနေရာမှာတွေ့တယ်ကျွန်တော်ဆရာလည်းအမျိုးပြအမြဲပြောတော့လူတယောက်ကဟိုမိခင်ဆိုတဲ့စကားလုံးကြားလိုက်စိတ်ကဟိုနူးညံ့သွားတယ် သူနှလုံးသားကဒါဘာပဲပြောပြောဟိုတစ်ချက်သူပြန်ပြီးစဉ်းစားသွားတယ်တိတ်နေသွားတယ်ဆိုတော့နောက်ပြောဒီလိုခေါင်းဆောင်ကိုခန်းခံတာနေပတ်သက်ပြီးတော့လေဒီဗန်ဒီအစွာတွေကအင်တန်မှစိုးတယ်ပေါ့ဗျာဒီလိုဒီလိုတွေကငေါင်းနေတကောင်ကိုယ်ဝင်နေချိန်မှာတမန်တော်ဟာတော့ကတားတယ်တားပြီးဘာပြောလဲပတ်သက်ပြီးဦးလီဟောအပ်ပြီးအမ်ဝီအတင်တို့ငါပြောတဲ့အတိုင်းလုပ်ပေါ့ဟိုငါတော့ဝင်လိုက်ငါရဲ့လမ်းစဉ်ကိုလိုက်ပြီးတော့ငါလမ်းညွှန်တဲ့အတိုင်းလုပ်ပြီးတော့ငေါင်းကိုယ်ဝင်လာတယ်မလုပ်နဲ့လို့ပြောတော့ ဒီလိုလေးကဘာပြန်ပြောလဲဆိုကျွန်တော်တို့ဒီနေ့ခရီးစဉ်ကလည်းပြောမှာဆိုငါတို့ကဘူစာပနာမချင်းဒီနွားရုပ်ထုကိုဆွဲလက်နေပါအလွယ်ပြောဆိုမင်းကဘူစာမဟုတ်ဘူးငါတို့ဒီလုံးတွေကိုလုံးနေပါမင်းကဘာမဟုတ်လို့လဲအဲ့လိုပြောဒီလိုလေးကိုဒီနေရာမှာကြည့်မယ်ဆိုသူတို့အင်မတန်ပါဗျတမန်တော်ဟာလို့ဆိုအလားတမန်နဗီတပါးဖြစ်ပြီးတော့အခုမှရောက်လာတဲ့နဗီဟုတ်တမန်တော်မူဆာနဲ့အတူတောက်လျှောက်သူတို့ကိုလွတ်မြောက်အောင်နဲ့ဒုက္ခတွေ အန်ဒီရီဘေးကနေတီးတီးရနေတောက်လျှောက်လွတ်မြောက်ကဲတယ်ပြီရောက်လာတယ်ဒါပေမဲ့သူတို့ရဲ့လူပုဂ္ဂိုလ်ကိုယ်ပိုင်ကအရင်ကြီးမှလည်းမင်းလူစားမဟုတ်ဘူးငါတို့လုံနေတာလုံတာကျွန်တော်တို့တွေကတခါကျနေလူတစ်ပါးပါအဲ့လိုဖြစ်တယ်ငါစီနာမှပိုလူမှဒီပုဂ္ဂိုလ်မှပုဂ္ဂိုလ်ပြောရှိတယ်အဲ့လိုပုံပုံတွေရှိတာလေကျွန်တော်တို့ဒါခေါင်းဆောင်ကောင်းနဲ့နောက်ပါကောင်းဒီခံရမှာဆိုတော့ဒါအင်းနမနောက်ဆက်ဖြစ်တယ်ဒါနောက်လည်းခံဖို့ဒီခေါင်းဆောင်မှုကိုကျွန်တော်တို့ဆွေးနွေးတဲ့အခါမှာ ပညာရှင်တွေတော်တော်များများစဉ်းစားကြတယ်။ကျွန်တော်တို့လူနောက်အတိုင်းပါလား၊မူနောက်အတိုင်းပါလဲ။ဘယ်နောက်ကိုတိုက်ရမှာလဲ။ဘယ်ရမှာလဲ။ဆိုပြီးတော့ပြောကြတယ်။ဒါပေမဲ့ကျွန်တော်တို့မှာကြတော့ဒီအစ္စလာမ်ဘာသာတုံ့ပြန်ဆိုချင်တယ်။ကျွန်တော်တို့ဘောတိဆောင်တဲ့အခါကျွန်တော်တို့မှာစက်မှန်ခိုင်ပါတယ်မူရှိ။အဲ့ဒါအနာချပြန်တယ်။ကျွန်တော်မြတ်ကိုယ်တိုင်ပဲ။ဒါဒီလိုတွေပါလဲ။အလားရောဟိလမ်းညွှန်ချက်တွေရှိ။ဒါပေမဲ့သူတို့ကဘလို့ပဲရှိရှိသူတို့လုပ်ချင်တဲ့အတိုင်းလုပ်တယ်။ ူတို့ကလူပုပ်ပုပ်ကိုးကွယ်တယ်။တမန်တော်ကစားမရှိတာနဲ့ဖြစ်စီတာဖြစ်တာ။အဲ့လိုမျိုးအလေးထားကိုကျွန်တော်တို့တွေ့ရတယ်။တစ်ချိန်တည်းမှာကျွန်တော်တို့စာမေဒီပို့ဗျာ။စာမေစုတွေရဲ့အကြောင်းလည်းကိုယ်တိုင်ကပို့ဗျာ။စာမေဒီဆိုတာလည်းသူတို့ရဲ့ဟိုခေါင်းဆောင်ပို့ဗျာ။အဲ့ဒီကစွာလေးတွေကဒူးနေဆိုတဲ့ခေါင်းဆောင်တွေ။ဒီတော့ဒီလူတွေတော့ဘုပ်ွယ်တဲ့ခံကဏ္ဍကိုကျွန်တော်တို့ပြင်သွားခဏလေးပြင်သွားကြည့်မယ်ဆိုရင် ဒီဗဏိအစွာတွေကပြောင်နေတဲ့လက်ကနေပြီးလွမြောက်တဲ့ဘန်းချောင်းချောက်လာတာသူတို့ကထွက်ပြေးလာတာသူတို့ကပါဆိုင်မှုတွေရှိတယ်ဆွေမိုးရတနာရှိတယ်ခရီးလက်အင်တာမှကျဲတဲ့ခန္ဓာရဲ့အရာအဲ့တော့ကိုကိုပါဆိုင်တဲ့အရာတွေဆွေတွေတန်ဖိုးရှိတဲ့အရာတွေကိုကိုနဲ့ကိုဘကိုယူရလို့မရဘူးဥပမာကိုကအားနည်းလူတွေဖြစ်မဲ့မျိုးသမီးတွေဖြစ်မဲ့ဆိုရင်တိရောကအုပ်စုလူစုကလာပြီးတော့ဒီလူကိုတတ်ပြီးတော့သူပိုင်တဲ့မျိုးသမီးဥစ္စာတွေတန်ဖိုးရှိတဲ့ရတနာတွေယူပြီးပြုယူရတယ် အဲ့တော့သူကဘာလုပ်ရလဲဆိုတော့ကိုပန်ဆန်တဲ့အရာတွေအားလုံးကိုသူတို့ရဲ့မျိုးနွယ်စုခေါင်းဆောင်အတိအကျတွေကိုတို့ဘာပြတ်ထားတာ။အဲဒီလိုအပ်ထားတော့မျိုးနွယ်စုခေါင်းဆောင်တွေရတယ်ဒါရီကိုတောင်းရုပ်ပြီးထိသိမ်းနာပေးရတယ်ပေါ့ဗျာ။ဒါပေမဲ့စာမေဒီယာဒီငွားဖို့ဘက်ကိုစပြောတဲ့အခါမှာတော့အဲ့မျိုးနွယ်စုခေါင်းဆောင်တွေရတယ်ဟာငါတို့စီလူတွေရဲ့ဥစ္စာပစ္စည်းတွေကိုထိသိမ်းနာရတယ်တန်ဖိုးရှိတာတွေထိသိမ်းတာဝန်ကြီးတယ်ဗျာ။အခုတယောက်ကလည်းဒါဒီစာမေဒီဆိုတဲ့ပုံကငွားရုပ်စုကိုအကြောင်းပြောနေတယ်ဗျာ။အားသာ ွက်တည်ပြောပါဗျာကျွန်တော်ခွင်ပဲပေါ့ပြောမယ်ဆိုရင်ဒီဟာတွေတစ်ခါတည်းအရေးဖြောပြီးတော့ဘာ YouTube ကိုလုပ်လိုက်အဲ့တော့ဒီမှာစာမေးလေးသားလည်းဘာပြောလဲဆိုတော့ तू ကကိုရမှာခေါ်ပြရတဲ့အရေးကိုလေ့လာတယ် तू ကအရင်ဆုံးဥစ္စာပစ္စည်းတွေရတနာတွေကိုပြီးတော့ပြစ်မချတခြားလူတွေတော့အရင်ပြစ်ချတယ် तू ရဲ့ခေါင်းဆောင်မှုကိုလည်းကျွန်တော်လေ့လာမယ်ဆိုရင်အာ तू ကဘယ်လိုမျိုးလူတွေကိုလူစလို့အသုံးချတယ်ဆိုတော့ကျွန်တော်တို့လေ့လာသင်နိုင်တယ်ပေါ့ဗျာအဲ့နောက်တစ်ချက်အနေနဲ့ဆိုရင်တမန်တော်ဥစ္စာကတမန်တော်ဟာရုန်ရဲ့စလာကိုမေးပြီးတော့ခါလာ နောက်ထပ်စာမေးယူလဲပြီးမြင်ဘာလို့ဒီလိုလုပ်တာစာမေးကိုမေးတယ်မြင်ဘာလို့ဒီလိုလုပ်တာလဲစာမေးကြီးကပြောလဲဆိုငါ့ရဲ့တခြားလူတွေမမြင်တဲ့အရာကိုမြင်ရကိုနာရဲ့တွေပြောမှဆိုအချိန်နှောင်းလို့ပြလိုရင်းလေးပြောမှဆိုငါ့ရဲ့တခြားလူတွေမမြင်တဲ့အရာကိုမမြင်ရငါ့ရဲ့တမန်တော်မဆူလေအလားတူရတဲ့တမန်တော်ရဲ့ခြေရာတွေကိုတွေ့ပြီးတော့ငါဒီလိုငါစိတ်ကငါ့ပါလို့လုပ်ဖို့တိုက်တွန်းလဲဆိုရင်ငါဒီလိုလုပ်လိုက်တယ်အဲ့တော့ဒီနေရာမှာ ပညာရှင်တွေအမျိုးမျိုးကအသိပဲမျိုးမျိုးဖွင့်ကြတယ်တပ်စီလောက်ကြတယ်ဗျာဒီမှာသူတွဲလိုက်တာဘာလဲဆိုတော့လာဆက်လာတဲ့ရုပ်စုလေးခြေရာဆိုပြီးချိုးရတယ်ဗျာဒါကိုဘာပြောလို့ဆိုဂျီဘရာရဲ့မြင်းစေးပြီးလာတဲ့ခြေရာဆိုပြီးဖွင့်တဲ့လူတွေရှိတယ်ဒါပေမဲ့အခုအသိပဲဖွင့်မှာလေးဆိုတော့ကျွန်တော်တို့တွဲလေးလာသိဖို့ကောင်းအဲ့ဒါဘာလဲဆိုတော့တွားတဲ့မန်နီပြူလက်လို့လို့လို့အသုံးချအလားဆက်လို့လာတယ်ဆိုသူတို့ကရှားကုတ်တလိုက်စတဲ့မျိုးလို့ဆက်တယ်ဖြစ်တယ်သူတို့အရှိမဆိုရင် ်တမန်တော်ယုစုရှိမယ်နောက်ထပ်တမန်တော်ယာကုရှိမယ်တော့တမန်တော်အစ္စရာဟိတမန်တော်တွေအစစ်စစ်ဖွင့်လာတဲ့လုံးနေစုတွေဖြစ်တော့သူကဒီအကြောင်းတွေသိအလားအကြောင်းအလားရှိတဲ့အကြောင်းတောက်ဖို့အကြောင်းသိဒါပေမဲ့သူကသူသိတာနဲ့သူကလိုတဲ့ပုံစံတုံးချတာကျွန်တော်တို့အင်္ဂလိပ်လို manipulate ဆိုတော့ပါတယ်ဥပမာကျွန်တော်ကနံပါတ်6လို့လူတယောက်ကကျွန်တော်က3လာပေးမယ်ဆိုကျွန်တော်ကနောက်ထပ်3ပေါ်လာ6ဖြစ်လူတယောက်ကနောက်ထပ်30လာပေးမယ်ဆိုရင်ကျွန်တော်က4ထုတ်လိုက်6ဖြစ်သွား လိုပဲအခြေအနေဖြစ်ဖြစ်ကိုလိုချင်တဲ့နေထားကိုရအောင်ဖတ်တယ်။အဲသူ့ရဲ့စာမီရီရဲ့လုပ်ရက်ကအဲ့လိုပြောတယ်။ဟိုအရှိရရှိတယ်လို့စူလီရဲ့လုပ်ရက်တွေဘာတွေညာတွေသူထင်တာနဲ့ပေါင်းပြီးတော့သူလုပ်ချင်တဲ့နွားရုပ်ဖို့ကိုပေတာကိုလုပ်ပြီးတော့ဒီလူတွေကိုလမ်းလွဲလမ်းမအောင်လုပ်လိုက်တယ်။ဒီလူတွေကြတော့ဟိုတမန်တော်ဟာရဲနောက်စကားကိုကြတော့ဒီလူတွေနားမထောင်ဘူး။ဒါပေမဲ့စာမီရီရဲ့ပြောတဲ့ဟာကြတော့သူတို့ကဒီစာမီရီနောက်ကိုတက်ပြီးနွားရုပ်ဖို့ကိုပေတယ်။ဒါတော့တမန်တော်ဆူစာပြန်လာတယ် တမန်တော်မူဆာဒီလူတွေပြန်ပြီးတော့ပြုပြင်နေဆုံးသွားတယ်ပေါ့ဗျာဒီစာပေကိုလည်းအဲနဲနဲပေးလိုက်ဒီနေရာမှာစာပေကိုနဲနဲနဲပေးတာဆိုတာလေအင်တန်ရေးကြည့်တယ်ပေါ့ဘာလို့လဲဆိုတော့ဒီတမန်တော်မူဆာကအင်တန်မှာဒေါရထွက်တယ်သူအရှိမှလို့ဒီတော့ဟိုဒေါရနဲ့လောက်လို့တိတ်ခဲ့ပြီဗျာအခုစာပေကိုသူသူ့ကိုမလုပ်တော့နဲနဲနဲပေးတယ်ဘာလို့လဲဆိုတော့စာပေကနွားရုပ်ကိုပိုးပယ်တဲ့အချိန်မှာဗာပြောသေးတယ်ဆိုတော့ဒါရက်ဒီနွားရက်မူဆာရဲ့အချိန်ဒါပေမဲ့မူဆာမိသွားရေးသူမသိတာဒါသိတယ် အဲ့လိုပဲပြောတော့တကယ်လို့သူကဒီနေရာမှာစာမေးတွေကိုတခုခုတည်တံပေးတာတော့တခုလုံးလိုက်မယ်ဆိုရင်အနောက်ကစာမေးတွေကျပေါ်တယ်ပေါ်တာပြဿနာတွေကိုရှုံးနေတယ်အဲ့တော့ဒီနေရာမှာအကောင်းဆုံးသူ့ကိုနည်းနည်းနဲ့ပြီးတယ်နောက်ပြီးတော့ဓနေကစရာတွေကိုလမ်းကြောင်းပေါ်မှာပြန်ပြီးတော့တက်တယ်ဒီလိုအလားရှိပြလာတယ်အမှန်မှာခုနကရှိဖြစ်တယ်ဓနေကစရာတွေဒီလိုအခြေအနေတော့ဆိုးတယ်လှုပ်ရှင်တာတွေလှုပ်တဲ့အခြေအနေမှာတော့အလားဒီလိုတွေကိုဖွင့်လို့တည်တယ်နောက်ဘက်ကိုပြန်လဲဖွင့်လို့တည် ခဖာရောခဖူးလို့ဒီမှာဒီဒီတမကတော့ဘာဖြစ်ဖြစ်လဲဆိုတော့ကျွန်တော်တို့တွေ့ရဒီတော့ဗျာဒီနေရာမှာသူဒီနွားရုပ်ကိုဆွဲလိုက်တဲ့လူတွေကိုအလားအနေပြီးတော့နွားတောင်ဦးလိုက်တယ်အဲ့မှာလည်းဒီလူတွေကတကယ်မြုပ်မြုပ်ကုန်လိုက်တဲ့အလားအခြေစုံတကန်းတဲ့လူပေါ့ဗျာဒီနွားတွေကလည်းဘလို့နွားသီလာအမလားဘလို့အရာလဲလေထဲမှာခိုင်းထားတဲ့နွားလားမခိုင်းထားတဲ့နွားအမျိုးမျိုးလို့ပြောဆိုနွားတောင်ပေါ့လိုက်တယ်ဒီတော့ကျွန်တော်ဟိုကျွန်တော်အချိန်ရတယ်တမန်တော်မူဆာနဲ့တမန်တော်ဟာရော ရှိမှခက်မှရှိတဲ့လူခွဲ့စည်းရတဲ့အလားရဲ့ချင်းစုံတဲ့လူတွေချင်းစုံကမ်းတဲ့အုပ်စုတွေအလားရဲ့တသက်လက္ခဏာတွေကိုအချိန်မှဆိုရင်ဒီကိစ္စရဆရာဆိုကျွန်တော်တို့တစ်ချက်ပြရတဲ့ချက်ချင်းသူတို့နှလုံးသားကကြောက်ကြည့်ပြီးဗန်ဒီကိစ္စရရင်ဆိုရင်အမျိုးမျိုးကြီးကျယ်ခံရတဲ့တသက်လက္ခဏာဘယ်လိုပဲပြပြရင်းဆိုင်နဲ့ကျွန်တော်တို့နှလုံးသားတွေကမာကြောတဲ့လူတွေကမာကြောနေမှာပေါ့ဗျာကျွန်တော်ကျွန်တော်မျိုးကိုယ်ကလည်းပေါ်ပြတယ်ဘာမှတခြားတော့ကအင်းနမယက်စ်ကူလို့နေဖြစ်ဘာမှကဖော်ရဖြစ်အင်းနာရုတ်ဒီအနည်းလို့အစွေ ဘလို့မဆိုအလားကျေးဇူးကိုတိမယ်ဆိုရင်အလားသူ့တော့ပဲဖြစ်တယ်။ဒါပေမဲ့ကျေးဇူးကမ်းရင်လေအလားရှိမကလုံလောက်တယ်ဒါရှိမယ်လေဒီလိုအစွီးညံမှာပြည့်စုံတော့လို့အလားဘာမှမဖြစ်တော့ကျွန်တော်တို့ဘဝတွေနေကြဘဝတွေကျွန်တော်တို့ဘဝပဲကျွန်တော်တို့လည်းအရှုံးသမားတွေဖြစ်သွားမယ်ဆိုရင်အကြောင်းအရာလေးကိုသင်ပြရင်လည်းဒီမှာပဲနေဖို့ကြိုးပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။ဒီတမန်တော်မူဆာဆိုတာကို အမတန်ဒေါ်ရကြီးရတမန်တော်ပေါ့နော်ကျွန်တော်တို့အားလုံးကြည့်ကြတယ်ဘာဖြစ်လို့လဲဆိုတော့သူကစောစောကလည်းဆရာတို့ပြောတဲ့တော့ပါလေလက်တီနဲ့ထိုးလိုက်တယ်မဒီယန်ကိုပြေးသွားတယ်နောက်တမန်တော်ဟာဝင်းရဲ့မုတ်စိတ်ကိုဆွဲပြီးတော့ねဒေါ်ရထွက်တာပေါ့နော်သူ့ရဲ့ခစ်ကိုကြည့်လိုက်တော့လွန်ခဲ့တဲ့အဲ BC 1200လောက်မှဖြစ်မှာပေါ့နော်ဒီဖီရောင်ရဲ့ဒိုင်နက်စတီတွေရှိတာပေါ့ဖီရောင်ရဲ့ဒိုင်နက်စတီဆိုတာကဒီဖီရောင်မင်းဆက် အဲတမန်တော်မူဆာယဉ်ဆိုင်ခဲ့ရတဲ့ဒီဘုရင်ဆိုရင်ကျွန်တော်တို့စာမှာဖတ်ဘူးလား run 62ပေါ့နော်ဒုတိယမြောက် run 6လို့တိထားတာပေါ့နော်အဲ့တော့အခုကျွန်တော်တို့တွေ့ချိန်မှာဆိုလို့ရှိရင်အဲ့ဒီခက်ကပိရမစ်ကြီးတွေအခုထိရှိနေတော့ဒါအင်မတန်ကြောက်တုံးလုံးဆိုလူတရက်ကြော်တယ်နော်အလောက်ထိတိဆောက်နေတာအင်မတန်ကြီးမားတဲ့သူတို့ရအမှုပညာလက်ရည်လည်းတွေ့ရမှာဒီဗနီအစ္စရာအီတွေကအဲ့ဒီခက်အဆက်ဆက်မှာပေါ့နော်ဒီဒီတမန်တော်မူဆာလက်ထက်မှာတွေက ညက်နဲ့ချီပြီးညက်တော်တော်များများဖိနှိပ်ပြီးတော့လည်းကြုံပြုတ်ခံခဲ့ရတယ်။တခါဒီတိတ်မဝေးသေးတဲ့ဒုတိယကမ္ဘာစစ်မှာဆိုရင်လည်းဟစ်တလာတို့ကဒီဂျူးပြိုးနေပေါ့နော်ဒီအစ္စရေးဘက်မှာတော်တော်ကြီးကိုဖိနှိပ်ထားတာဒီအစ္စရေးလူမျိုးတွေအခုတခါသူတို့ကပြန်ပြီးတော့လည်းနေရာရလာတဲ့အခါကျတော့ဒီပါလက်စတိုင်းကြီးအလက်အပြောင်းနေဘူးเนาะဒါကြီးကျွန်တော်မြင်ရမယ်အခုထိစီမင်းမယ်ဆိုလို့ရှိရင်ဆရာတို့ကျေးဇူးအများကြီးတင်ပါတယ်ဆရာဆွေးနွေးတင်ပြပါတော့ 呃，后、uh,